ဝင်ရသွားပြီဖြစ်လို့ training ပြန်ဆင်းနေပြီလို့ပရိသတ်တွေကိုတင်ပေးလောက်ခဲ့တဲ့ Tuburia ပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ Blue Lion King ကနေပြန်လဲကြိုးလိုက်ပါရင် USC ရဲ့ Titan Fighter 2အဖြစ်ရပ်တည်နေတဲ့ Tuburia ကတော့အခုဆိုရင်သူ့ရဲ့နေချင်းမှု training တွေကိုစတင်ပြုလုပ်နေပြီဖြစ်ကြောင်းထုတ်ပေါ်ပြောကြားလာခဲ့ပါရင်ဒါကြောင့် Tuburia တယောက်ပွဲရသွားပြီလို့တော့ကောက်ချက်ချနိုင်တဲ့အနေအထားဖြစ်ပါရင်ဘာပဲလဲဆိုတော့ကစားသမားတွေကပုံမှန်လေးချင်းမှုပြုလုပ်ကြတာရှိပါရင်ထိုးရမယ့်ပွဲအတွက်လေးချင်းတာရှိပါရင် အခုဒိုဘရီယာရဲ့အနေထားကပွဲရတော့ training ပြန်ဆင်းတဲ့ပုံစံမျိုးဖြစ်ပါရင်ဒီပွဲမတိုင်ခင်တုန်းကဒိုဘရီယာဟာ lightweight တန်းကိုတက်ထိုးမယ်ဆိုပြီးသူ့ရဲ့ featherweight တန်း champion ခပ်ကိုဆွန့်လွှတ်ခဲ့ပါတယ်ဒိုဘရီယာကသူ့ရဲ့ weight ကလည်းအခုဆိုရင်အတော်လေးတက်လာပြီဖြစ်တာကြောင့် weight in weight ချလုပ်နေရတာအာရုံနောက်တယ် lightweight တန်းမှာပဲတက်ထိုးတော့မယ်လို့ယတိပြဆုံးဖြတ်လိုက်ပြီး featherweight တန်း champion ခပ်ကိုဆွန့်လွှတ်လိုက်တာပဲဖြစ်ပါတယ်ဒါနောက် weight ကတော့ဒိုဘရီယာအနေနဲ့ဆန္ဒရှိတယ်ဆိုရင် featherweight တန်းမှာရော lightweight တန်းမှာပါရှင်ပြိုင်ထိုးတက်နိုင်တယ်ဒါပေမဲ့ weight in weight ချကိစ္စနဲ့ပတ်သက်ပြီးအလုပ်တော့ရှုပ်ရလိမ့်မယ်လို့ပြောဆိုထားတာပါဒိုဘရီယာကတော့ lightweight တန်းကိုတက်ရောက်ရှင်ပြိုင်ပြီး ့နောက်မခါချက်စီကနေချန်ပီယံကပတ်ကိုတော်မှတခါတည်းစိန်ခေါ်ထိုးသက်ချင်နေတာပါဒါပေမဲ့မခါချက်ကတော့ဒါကိုလက်သက်မခံပါဘူးအဲနောက်ဒိုရီယာကကော်နာမက်ဂရီဂေါကိုလည်းစိန်ခေါ်ပြောကြားခဲ့ပါသေးတယ်ဒီကြားထဲမှာတော့ဒိုရီယာက training ပြန်ဆင်းတာမျိုးတွေမလုပ်ခဲ့ပါဘူးအခုမှသာ training ပြန်ဆင်းပြီးတော့ပရိသတ်တွေကိုအတိပေးပြောကြားလာခဲ့တာပဲဖြစ်ပါရင်ဒါကဒိုရီယာပွဲရသွားပြီဆိုတဲ့အကောင်းဆုံးကောက်ချက်ချစရာတစ်ခုပါပဲဘသူနဲ့ပွဲတင်ခံထားရလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပါတယ်မခါချက်နဲ့ချန်ပီယံကပ်စိန်ခေါ်ပွဲများတခါတည်းတမ်းပြီးဝင်ထိုးရမှာလား